မင်္ဂလာပါသတင်းသုတနဲ့ကျန်းမာရေးအကြောင်းအရာတွေတင်ဆက်ပေးနေတဲ့ CLGK Channel ကကြိုဆိုပါတယ်ဒီနေ့ပြောချင်တာကတော့ noise induced diseases ပေါ့ဆူညံတန်ကြောင့်ဖြစ်သောယောဂါများအဲ့တော့ဆူညံတန်ကြောင့်ဖြစ်တဲ့ယောဂါတွေမှာအလွန်ကျွံကျတဲ့အတန်တွေကိုကြားရလို့ဖြစ်လာတဲ့အကြမ်းအာယုံပေါ်တက်ရောက်မှုနဲ့အကြမ်းအာယုံမဟုတ်တဲ့ဟာတွေပေါ်တက်ရောက်မှုအဲ့ဒီကျန်းမာရေးပြဿနာတွေအမျိုးမျိုးကိုပြောချင်ပါတယ်နော် ဆူညာန်ဖြစ်တယ်ဆိုတဲ့အကြအာယုံတစ်ခုတည်းထိခိုက်တာပျက်စီးတာမဟုတ်ဘူးအကြအာယုံမဟုတ်တဲ့ယောဂတွေလည်းဖြစ်တယ်အဲ့တော့အကြအာယုံပြဿနာတွေမှာအဓိကအဖြစ်တော့အကြအာယုံပျက်စီးခြင်းဆိုတာပါပေမဲ့အကြအာယုံမဟုတ်တဲ့အားတွေမှာတော့နှလုံးသွေးကြောဆိုင်ရာပြဿနာတွေအိပ်စက်ခြင်းဆိုင်ရာပြဿနာတွေနောက်စိတ်ကျန်းမာရေးတွေအများကြီးရှိတာပေါ့နော်အဲ့တော့အဲ့ဒီဆူညာန်ဆိုတာကဘယ်လိုသတ်မှတ်မှာလဲဆိုတော့ decibel နဲ့တော့တိုင်းတာတယ်။ decibel ဆိုတာသူတို့အတံပိုင်းဆိုင်ရာအသုံးနှုန်းပေါ့။ဆူညာန်ကို ထိတွေ့မှုကြာရင်ပြောရရင်တော့ကြာကြာနားညင်ပေါ့ရိုးပြောလာတော့နားကြာကြာညင်နေတဲ့ခါမှာအန်ဒီရဲ့ပုံများတယ်တယောက်နဲ့တယောက်လူတူးချင်းစီရဲ့ထိခိုက်မှု ထိခိုက်မှုပုံစံလေးပုံပါလဲမူတည်တာပေါ့နော်အဲ့တော့အကြအာယုံဆိုင်ရာယောဂါဆိုတာ auditory diseases လို့ခေါ်တယ်ယောဂါတွေကိုအဲ့ဒီမှာဘာယောဂါရှိတယ်လဲဆိုတော့ noise induced hearing loss ဆိုတာရှိတယ်အတူကောက်ကို NIHL လို့ခေါ်တယ်စူညံတန်ကြောင့်အကြအာယုံဆုံးရှုံးခြင်းအရှိကတော့ခုနကပြောတယ် noise induced Aaron Loss သူကစူညံတန်နေနဲ့တွေ့လို့ဖြစ်တဲ့အထင်ရှားဆုံးအရာအတိတ်သားဆုံးအကျိုးသက်ရောက်မှုပဲတကြိမ်နဲ့ကြုံရတဲ့နယ်လည်းဖြစ်တတ်တယ်ပြင်းထန်တဲ့ပောက်ကွဲတယ်ပြင်းထန်တဲ့ပောက်ကွဲဆိုတာဘုံပေါက်မှမဟုတ်ဘူးပြောက်ဦးကနားနားမှာကပ်ပေါက်နေဖြစ်တယ်အဲ့လိုမျိုးတန်ဒါမှမဟုတ်ကျဲလောင်တဲ့တန်ဒီဆက်ဒီလေနေတာတစ်ချိန်လုံးဆက်ဒီမောင်းနေတယ်မော်တာတွေမောင်းနေတယ်ဒါမှမဟုတ်လေဟဘုံတက်အပြီးတစ်ချိန်လုံးနားထောင်နေတယ်အဲ့လိုထက်ခါတလေလေကြာချီထိတွေ့ရင်ဖြစ်တယ်ဘာဖြစ်တာလဲခုနပြောတဲ့အကြအယုံဆုံးရှုံးတာဖြစ်တယ်နားပင်းသွားတာပဲပြောချင်တာတော့ အဲ့တော့အဲ့ပျက်စီးမှုဟာ inner ear လို့ခေါ်တဲ့သူအတွင်းနားမှာဖြစ်တာ။အုံနောက်ကအဓိပ္ပာယ်ဖွင့်ဆိုပြဖို့အတွက်အတန်တုံခါမှုတွေကိုလက်စစ်အချက်ပြမှုတွေဖြစ်ပြောင်းလဲပြီးတဲ့ hair cell ဆိုတာရှိတယ်။အဲ့ hair cell ဆိုတာကိုထိခိုက်သွားတာ။တဲ့အကြီးဘာသာပြန်တော့ hair ဆိုတာအမွှေးပေါ့။အဲ့တော့ hair cell ဆိုတော့အမွှေးဆဲလို့ပဲတဲ့အကြီးဘာသာပြန်နေရမှာပေါ့နော်။ကုလကလိုင်းဒါမှမဟုတ်ပါနဲ့။အဲ့တော့အဲ့လူအမွှေးဆဲတွေကပျက်စီးသွားတယ်ဆိုရင်ဘာဖြစ်လဲ။ပြန်မဖြစ်ဘူးနော်။ပြန်မပေါက်ဘူး။အဲ့တော့လူတွေနားပင်းလာတယ်နားပင်းလာတယ်ဆိုတော့အဲ့ hair cells တွေပျက်စီးစေတာအဲ့ဒီနားထဲမှာနားကြည်ပေါ်ဘာသာရေးအသုံးအနှုန်းတွေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အကြည်ဓာတ်ပေါ့နော်အကြည်ဓာတ်အနောက်တိုင်းအလိုရကြတော့ ear drum လို့လည်းသုံးမယ် hair cells လို့သုံးမယ်အဲ့လိုသုံးမယ်ပေါ့မြန်မာစကားမှာတော့နားကြည်လို့သုံးတယ်ရက်လက်အနေနဲ့ကတော့အဲ့အကြည်ပျက်စီးရင်အကြောင်းဆုံရှုံတာခဏလာအပီလာဆိုရင်များသောအားဖြင့်အပီးဆုံရှုံသွားတာအဲ့တော့တစ်ချိန်လုံးဆူညံနေကြားနေတဲ့သူကနားပင်းသွားတတ်တယ်နားကန်းသွားတတ်တယ် ချို့တွေရှိတယ်စောင်းပေါက်ကြီးတွေဖွင့်တန်ချက်စစ်ကြီးတွေဖွင့်ဆိုင်ဆိုင်ဖြင့်ဖြင့်မှာပေါ့အလူခံလည်းဖြင့်ဖြင့်မှာအဲ့ဒါလူတွေကိုနားကန်းအောင်လုပ်နေတာပြောရမယ်ဆိုလို့ရှိရင်တော့ငရဲယူတာပါပဲနော်ဟိုအာကုစုဖြစ်တာပါပဲပြီးတဲ့ကစူညွန်တန်းကြောင့်တင်းတင်းနဲ့ဆိုတာလည်းဖြစ်တယ်တင်းတင်းနဲ့ဆိုတာသူကနားဥတယ်လို့ပဲဘာသာပြန်လိုက်တာပေါ့အလွယ်ဆုံးနေနားဥခြင်းပေါ့သူကအတန်ပြင်ပအပြင်းနေတကယ်အတန်မရှိဘူးမရှိဘူးနဲ့သူ့နားထဲမှာကြားနေသူ့ခေါင်းထဲမှာကြားနေဝီ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 စီ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 ရှူး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 နေတော့အတန်ကြီးကြားကြားနေမင်းတို့တကယ်ပြင်ပမရှိဘူး ဲ့တော့ဘာလို့လဲဆိုတော့သူကစူညံတဲ့ညတော့သူ့ရဲ့အကြအံကပျက်စီးသွားတာပျက်စီးသွားအဲ့ဒါမျိုးယောဂါကတော့ယာယီဖြစ်ပြီးပြန်ကောင်းတတ်တယ်ဒါမှမဟုတ်လေအမြဲတမ်းပြတ်သွားတယ်နှမျိုးရှိတာပေါ့နော်နားထဲမှာသူက ringing ဖြစ်တယ် buzzing ဖြစ်တယ် hissing ဖြစ်တယ်အင်မတန်ခံရခဲ့တဲ့ယောဂါပေါ့နော်နားထဲမှာတချို့ရှိနေအဲ့လိုလူမျိုးတွေကရေပုံမှန်ကောင်းဖွင့်ချလိုက်လို့ရှူးဆိုတဲ့အတန်ကြရင်ပြန်ပြီးတော့နားထဲမှာအတန်ပြေးတာကြီးပြန်ဖြစ်တယ်ကျွကျွအကြီးကိုတရားယောဂါနှိုက်လို့ကျွ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 ဆိုတဲ့အတန်ကြရင်လည်းတခါအဲ့ တင့်တင့်နဲ့ဆိုရနာဥရာကြီးထပေါ်တယ်အဲ့လိုတောက်ချောက်ကြီးကြားနေရတော့ဒါအဲ့တန်ဒီတကယ်ပြမမရှိတော့ဘူးကြွကြွအီကိုလည်းမကင်တော့ဘူးဆိုလို့ဆက်ဖြစ်နေတာအင်မတန်တနာမကောင်းတယ်နောက်တစ်ခုက hyper acute ဆိုတာရှိတယ်အဲ့ဒါဘာလဲဆိုတော့နေ့အစဉ်ကြားနေတဲ့အတန်ဒီပေါ်မှာပူပြီးတော့ဆက်ဆက်တိမကန်ဖြစ်လာတာပြောရရင်တော့ပူပြီးအကျေကြီးကြားသလိုဥဝီခံစားရတာပေါ့နော်အလွန်ကျွံစူညံနေလို့ခံစားရတာအမှန်တော့မဟုတ်ဘူးသူကစူညံတဲ့နေရာတစ်ချိန်လုံးကြားလာရတဲ့အတွက်သူ့နားကထိခဲ့တယ်လို့ဖြစ်ရတာ တချို့မှမြို့လေကောင်မှနေတယ်ဘတ်စကားမှတ်တဲ့နားမှာနေတယ်အဲ့ဘတ်စကားမှတ်တိုင်းမှာစီးမဲ့ကမ်းမဲ့ဘတ်စကားမောင်းတဲ့သူတွေဟုံးနေတစ်ချေလုံးတီးပြီးလူခေါ်တာတို့အတင်းကြောတက်တာတို့လှုပ်တဲ့ပတ်ဝန်းကျင်ကြီးရှိတယ်အဲ့လိုမျိုးနေရာမှာနေတဲ့လူမှလည်းအဲ့အဲ့လိုယောဂါကြီးဖြစ်တယ်ရုပ်ပိုင်းဆိုင်ရာနာကျင်ကြိုက်ခဲမှုတော့အလောက်ထိကိုဖြစ်တာသူကအဲ့တော့အဲ့ဒီစုညံတန်ကရေပူဟန်အမြင့်စိတ်နှောက်ရက်ဖြစ်စေတယ်ပြီးတဲ့အခါအဲ့စုညံတန်ကိုအာယုံခံနိုင်စွမ်းညီပူဆိုးလာသလိုဖြစ်ပြီးနားညီပူဦးလာတာပေါ့ပြောရရင်တော့ဒါကတော့စုညံတန်ကိုမကြာခဏထိတွေ့ရလို့ အကြအာယုံ ထိခိုက်ပြီးနားပင်းတာနားကန်းတာနားထဲမှာဥရာတင်းတင်းနက်စ်တီဖြစ်လာ hyper acute တီဖြစ်တာဒါအကြအာယုံမထိရောက်တာတခါတည်းညံ့ရင်ဒီဆူညံတဲ့ညောင်းအကြအာယုံမဟုတ်တဲ့တခြားရောဂါတွေလည်းဖြစ်တယ်အဲ့ဒါဘာလဲဆိုတော့ cardiovascular disease တပဲအကြအာယုံမဟုတ်တဲ့ယောဂါဆိုတာက non auditory diseases ပေါ့အကြအာယုံမထိခဲ့ပြီးနဲ့တခြားရောဂါတွေလည်းထပ်ဖြစ်တယ်အဲ့ဒါဘာလဲဆိုတော့ခုနကပြောတယ် cardiovascular diseases နော်နှလုံးသွေးကြောဆိုင်ရာယောဂါပေါ့ ။ဟောနာနာရှိဆူညံတန်ထိတွေ့မှုကခန္ဓာကိုယ်က stress တွေဖြစ်လာတဲ့ဘာတွေဖြစ်လာဆိုတော့ခန္ဓာကိုယ်ကအဲ့ဒါကိုတိုက်ခိုက်မှလားဒါမှမဟုတ်ထွက်ပြေးမှလားဆိုတော့ဖာမျိုးတွေဖြစ်လာပါတော့အဲ့ဒါ fight or flight ပေါ့ response အဲ့လိုတုံ့ပြန်မှုတွေဖြစ်စည်းမှုတွေဖြစ်တာပြောချင်တာတော့ရန်နေလိုလာလာတမ်းမှုကြောက်လန့်ပြီးတော့ပြေးချင်တာလားအဲနီးစပ်ဆုံးအဲ့လိုပဲရှင်းပြလိုက်တာပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ကြာရှည်ဖြစ်စည်းမှုတွေဖြစ်လာပြီးတဲ့အခါကျတော့ hypertension တွေလည်းဖြစ်လာတယ်သွေးပေါင်ချိန် တက်လာပေါ့နော်ငကိုတွေကတူးတူးရှိတယ်လို့ဆိုသူ့ပေါင်းတွေတက်လာမယ်ငကိုတွေကတူးတူးမရှိရင်တူးတူးရောဂါဖြစ်လာတယ်နောက်ပြီးတဲ့အခါနှလုံးပေါက်ပြန်တာကြီးလဲ heart attack ပြီးရင်လေဖြတ်တာ stroke ဖြစ်တယ်ဆူညံတဲ့အကြောင်းဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့အိမ်ကအတန်ချက်ဆက်တွေမတရားဖွင့်နေတယ်လူကမဲ့ကမတရားအတန်ချက်ဆက်တွေဖွင့်နေတော့တစ်ဖက်သားကိုနှလုံးပေါက်ပြန်အောင်နှလုံးရောဂါရောက်အောင်တူးတူးဖြစ်အောင်လေဖြတ်အောင်နာကန်းအောင်နာဥအောင်အဲ့ဒါလုံနေတာပဲတကယ်တမ်းတော့ဥပဒေနဲ့လည်းမညီဘူးเนาะအေးအေးယူလိုအပ်တာပေါ့အေးယူရင်တော့ကိုပြီးတော့တာဝန်ကြည့်တာပေါ့เนาะ ဌာနဆိုင်ရာတခုရဲ့တာဝန်ကြီးတာပေါ့လေးလာမှုတွေရဆိုလို့ချင်းမှာရင်ကြောတွေပိတ်ဆို့ရနေစူညံတဲ့နေစူနှလုံးရောဂါဖြစ်တာတွေအင်မတန်မြင်မာတယ်သွားတွေ့တယ်နောက်တော့ကဘာထပ်ဖြစ်လဲဆိုတော့အကြောင်းအုံနဲ့မဆိုင်မင်းတော့ sleep disturbances ပေါ့အိပ်စက်ခြင်းကိုအနှောက်အယှက်ဖြစ်တာပေါ့အဲ့တော့ noise pollution ပေါ့စူညံတဲ့ညဉ့်ညမ်းမှုကခန္ဓာကိုယ်ဟာတဘာဝအိပ်စက်ခြင်းဆက်ဝန်းဆိုတာရှိတယ်ခန္ဓာကိုယ်မှာ natural sleep cycle ဆိုတာရှိတယ်အဲ့ဒီဟာကိုသွားပြီးအနှောက်အယှက်ဖြစ်တာအဲ့ဒီနေတဲ့အတွက်မှာဦးနောက်ကခံစားနေရတယ်ဒီအတန်ဒီဖြစ်စီမှုကို ဆက်ပြီးသူကခံစားနေရတယ်။ခံစားနေရကနေသူဘာဖြစ်လဲဆိုတော့ circadian rhythm ပေါ့အိတ်ဆက်တဲ့ဒီဆက်ဝန်းဆက်ဝန်းတွေဇီဝဆက်ဝန်းတွေကိုနှောက်ယှက်တွေဖြစ်တာအိတ်ဆက်တဲ့ရည်သူတွေတခါညံ့ပြင်းလာတာနောက်ပြီးတော့က psychological and cognitive effects ဆိုတာရှိသေးတယ်သူစိတ်ပိုင်းဆိုင်ရာနဲ့သိမြင်မှုဆိုင်ရာအပေါ်မှာတွားပြီးတော့ထိခိုက်တာစိတ်ပြည်စည်းမှုတွေဖြစ်တာဘာလဲဆိုတာ stress တွေဖြစ်တာပြီးရင် anxiety စိုးရိမ်ပူပန်မှုတွေဖြစ်တာစုညံနေကြလို့ဖြစ်တာ သူညာနဲ့သူ့ကိုလာပြီးဆဲနေတာမဟုတ်ဘူးတချင်းနေသူ့ညဉ့်ညံဖွဲ့နေတာအဲ့ဒါကသူ့လာမဆဲပေမဲ့သူ့ကိုတော့ကောက်ရောက်လာမပြောပေမဲ့ဖြစ်စင်းမှုတွေဖြစ်လာတယ်ပူဝံမှုတွေဖြစ်လာတယ်အဲ့မှာစိတ်တူလွယ်လာတယ်သူကစိတ်တူလွယ်လာတယ်စိုးရင်ပူဝံမှုဖြစ်တယ်ကြောက်ကြောက်တာပဲစိုးရင်ပူဝံဆိုကြောက်စိတ်ပဲတကယ်တော့ကြောက်စိတ်နေစိတ်တူရည်ဖြစ်လာတယ်နောက်ပြီးတော့ခုနကပြောတဲ့ cognitive impairment ပေါ့သိမြင်မှုဆိုင်ရာလဲသူကချုံရင်းမှုဖြစ်လာတယ်ကလေးတွေပေါ့အဲ့လိုမျိုးစူညံတန်နေရှားမှနေရတဲ့ကလေးတွေကဘာဖြစ်လာလဲဆိုတော့တင်ယူမှုညံ့ပြင်းလာတယ်စကားပြောဆိုမှု ဘာသာစကားဖွံ့ဖြိုးတိုးတက်မှုတွေအနောက်ရှက်ဖြစ်လာတယ်။စာဖတ်တဲ့နေရာမှာစာရေးတဲ့နေရာမှာအခက်အခဲဖြစ်လာပြီးရင်ကလေးကပြောရရင်တော့စာမတော်တော့ဘူးပေါ့ကွာပြောရင်ကြက်မပြည့်သလိုဖြစ်သွားတာပေါ့နော်ယူတာတော့မဟုတ်ပါဘူးဒါပေမဲ့ကြက်မပြည့်တဲ့ဂိမ်ဘလူးစာတင်လို့ရမယ်အဲ့ဒီဘောဖြစ်သွားတာပေါ့နောက်ပြီးတော့တခြားကြက်မိုင်နဲ့ဆိုင်တဲ့ impact တွေရှိသေးတယ်ဘာလဲဆိုတော့ဒီ reduce productivity ဆိုတာဖြစ်လာတာပေါ့ထုတ်လုပ်မှုလျော့ကျ၊စုညွန်တန်တရားဆက်သွယ်ရေးတွေအာယုံစုဆိုင်မှုတွေအဲ့ဒီပိုင်းတွေလျော့ကျလာတယ်အလုပ်ငန်းခွင်တွေမှာပြင်ရင်းဆိုင်ပတ်ဝန်းကျင်တွေမှာသူကထုတ်လုပ်မှုတွေလည်းလျော့ပါလာစေတယ် ထုတ်လုပ်နိုင်စွမ်းပေါ်ရည်ချင်းမရှိတော့ဘူးလူကနောက်ပြီးတော့မတော်တဆဖြစ်တာတွေတိုးလာတယ် increase the accidents လို့ခေါ်တယ်။ဟိုမတော်တဆထိခိုက်ဒဏ်ရာရတာတွေပါတယ်ဒီလုပ်ငန်းခွင်မှာထိခိုက်ဒဏ်ရာရတာတွေရင်မောင်းနေထိခိုက်ဒဏ်ရာရတာတွေပူဖြစ်လာတယ်။စုညံတန်းတွေပေါ့နော် difficulty hearing warning sickness ပေါ့အဲ့ဒီဟာတွေက3ပေးချက်ပြမှုတွေကြားရတာတွေပါပဲခက်ခဲလာတယ်ပေါ့နားမကောင်းတော့တဲ့အခါတွေမှာခက်လာတယ်အဲ့ဒီမှာလုံငန်းငွေမတော်တဆဖြစ်တာတွေရင်မတော်တဆဖြစ်တာတွေလည်းဖြစ်လာတယ်အဲ့တော့ prevention လုပ်ရမှာပဲပေါ့နော် NIHL မဖြစ်အောင်နားအကြအယုံဆုံးရှုံးမသွားအောင်လို့အဲ့ဒါအကြအယုံဆုံးရှုံးတော့အများနဲ့ဖြစ်တာ permanent ဖြစ်တာဟုတ် NIHL is permanent ပဲเนาะဖြစ်တယ်အဲ့လိုဖြစ်တဲ့အခါကျရင်စီးပညာအရသူ medically အရဒါမှမဟုတ်လို့ရှိရင်လဲ surgically အရခွဲစိတ်ကုသမှုရမရဘူးเนาะပြန်လုပ်လို့မရတော့ဘူးအဲ့တော့လူတွေဟိုနားတွေဥအောင်နားတွေကန်းအောင် လုပ်နေတာကအပီးနားကန်းအောင် လုပ်တာခွဲစိတ်ကုသမှုမရဘူးเนาะအဲ့ဒါအဲ့တော့ဆူညံတဲ့ပတ်ဝန်းကျင်မှာနေ ear plug တွေတက်ဖို့ဒါမှမဟုတ်လဲ ear muff လို့ခေါ်တယ် နောက်အုပ်ဆောင်လေးလေဖက်ဖုံးလိုအမျိုးကြီးတက်အဲ့လိုလုပ်ပြီးတော့ပဲကာကွယ်ရမှာပေါ့နောက်ပြီးတော့ဟိုစူညံတဲ့တန်နဲ့ထိတွေ့တာကိုတက်နေတဲ့လောက်ရှောင်ပေါ့ limit လောက်အောင်ပေါ့ဗောနော် exposure time to loud sound ဆိုတော့ limit လောက်အောင်ပြီးလို့ရှိလို့ရှိရင် reduce volume ပေါ့ကိုယ့်ရဲ့ audio devices တွေကိုယ်ပိုင် device တွေဟိုပါဖုန်းတွေတို့ TV တွေတို့အတန်လျှော့ပေးပြီးရင် concert တွေသွားတာယူတက်နေတဲ့လောက်ကိုယူဆိုင် concert တွေမှာဆိုလို့ရှိရင်ကိုနားမထိခိုက်လောက်အောင်ခုနကပြောတဲ့ ear plus တက်တာတို့ EMF တက်တာတို့လှုပ်ပြီးတော့ကွန်ဆက်တွေသွားဖြစ်နိုင်တဲ့အခါတိုင်းမှာလည်းဒီအရန်စုညံတဲ့အတန်တွေကိုရှောင်ပေါ့တကယ်တော့စုညံတန်တွေမကောင်းမှုဆိုတာဥပဒေရလည်းရှိပါတယ်စီမံသားဥပဒေရလည်းတားမြစ်ထားတာရှိပြီးသားပြီးတော့ကမျက်စွာပြားလည်းမကြိုက်ဘူးခရုကနိကေဥရန်ပါဠိထဲမှာရတောစာတုတ်ဆိုတာရှိတယ်ရတောစာတုတ်ထဲမှာစုညံတဲ့အတွက်ပွက်လို့ရိုက်နေတဲ့အတွက်မျက်စွာပြားအကုန်လုံးရဟန်းတွေကိုယာချီပြီးတော့မလာကြနဲ့သွားကြတော့ဆိုမင်းတို့တွေမက်ဖို့ကနေအချင်းကြီးဖြစ်တဲ့ကောင်တွေ ။စူညံပေါ်လို့ရိုက်နေတဲ့ကောင်းလေးဆိုတော့ဒီစူညံတဲ့အတမာကြီးကိုလည်းပြစ်စီတယ်။သူများကိုလည်းကျမ်းမာကြီးထိခဲ့စီတယ်။ကိုလည်းကျမ်းမာကြီးထိခဲ့စီတယ်တဲ့မြတ်စွာဘုရားစူညံတော်ကိုမနစ်မြို့ကိုအဲ့တော့မောင်းထုတ်လိုက်တယ်။နောက်တခါမေဇိမပဏ္ဍာတာထဲမှာလည်းစာတုမတုတ်ဆိုတာရှိတယ်။အဲ့ထဲမှာလည်းစူညံပေါ်လို့ရိုက်နေတဲ့ယဟန်တွေကိုမောင်းထုတ်လိုက်တယ်ဖေဟာ။အဲ့လိုပဲယဟန်တွေရာထောင်ကြီးပေါ်လို့ရိုက်နှုတ်ဆက်ကြအမလီပြောကြခေါ်ကြဆိုကြရည်ကြမောကြကိုအီယခင်းနေပြင်ညာတပိတ်သင်ငန်းနေချားချားနေစူညံနေတော့မောင်းထုတ်ပြင်တယ်အဲ့တော့မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာလို့ပြောပြီးဖျားမချက်တဲ့စူညံတော်အဲ့ရပါးလုံနေလား သူများတွေကဘာသာခြားတွေတောင်မှဒိဋ္ဌိလို့ပြောတဲ့မိစ္ဆာဒိဋ္ဌိပြောတဲ့ဘာသာခြားတော့မှမြတ်စွာဘုရားဆုညံတယ်မကြိုက်တဲ့အတွက်ရှောင်ပေးတယ်အဲ့ဒါဒီကနေ့ငယ်တဲ့ကဥဒုံပရိကတုတ်ထဲမှာဘာပါတယ်လဲဆိုတော့ညောဒပရပိုက်ဆိုတော့ပုံမှန်ရှင်ကြီးကောမလာနေတယ်မင်းတို့ကောင်းနေမစူကြနဲ့မစူကြနဲ့အဲ့ဒီရှင်ကြီးကောမဆုညံတော့မကြိုက်ဘူးငါတို့တူလာတော့နေမှာတန်ဖို့ရှိတဲ့တရားလေးတွေသိကျင်တာလေးမေးရရအောင်မင်းတို့တိတိနေကြဆိုပြီးပြောတာအဲ့ဒါဘာသာခြားတွေပဲတကယ်တမ်းကျတော့ပရပိုက်ဆိုတာဘာသာခြားပဲတက်ကတွန်းဆိုတာဘာသာခြားပဲ တိတ်ထိဆိုတာဘာသာကြားတွေပဲအဲ့ဘာသာကြားတွေကတော့မြတ်စွာဘုရားကုညာဏမကြိုက်တဲ့အတွက်ရှောင်ကြဉ်ပြီးတော့ဗုဒ္ဓဘာသာလို့ပြောနေတဲ့မြန်မာလူမျိုးတွေကစုညာဏကိုတစ်ဖက်သားကိုလုံးဝအာမနာကိုယ်ရဲ့စုညာဏနေတဲ့ရက်ခွက်တဲ့စုညာဏနေတဲ့အတန်ဟာကျမကြီးညံ့နေတဲ့လူကြီးတွေပူညံ့နိုင်တယ်လို့အသက်ငယ်နေတဲ့သူရှိရင်လည်းဘဝကူးမကောင်းနိုင်ဘူးခလေးတွေလည်းပညာရည်တိုးတက်မှုတွေမကောင်းနိုင်ဘူးနားကြအောင်တွေမကောင်းနိုင်ပြောရရင်တိုင်းပြည်တစ်ခုလိုနင့်နာသွားတယ်စုညာဏကတိုင်းပြည်တစ်ခုလိုတိုးတက်မှုကိုနင့်နာသွားတယ်အဲ့ဒါကြောင့် ဒီနေ့ဒီချိန်တိတဲ့အချိန်အားစပြီးတဖက်သားကိုစူးစူးညံ့ညံ့လှုပ်ပြီးကျန်းမာရေးထိခိုက်အောင်အပယ်ကြအောင်မလုပ်ဖို့အတွက်အကြံပြုလိုက်ပါတယ် noise induced diseases ဆိုရယ်စူးညံ့တဲ့ကြောင့်ဖြစ်သောရောဂါများဒီနေ့ဒီလောက်နဲ့ညီကုန်းချုပ်လိုက်ပါတယ်တရင်သူတနဲ့ကျန်းမာရေးအချက်အလက်တွေတင်ဆက်ပေးနေတဲ့ CLGK channel ကို like share နဲ့ subscribe လုပ်ထားလို့ရပါတယ်အားလုံးကျန်းမာကြပါစေစူးညံ့တဲ့ကကင်းဝေးကြပါစေ